ီလိုနေ့လေးမှာမျက်စိအားနေတဲ့သူတွေအသားရည်ချောက်သွင်းနေတဲ့သူတွေညာဘက်မှာအမြင်အာရုံ မကြည်နင်တော့တဲ့သူတွေရှိလားကိုခန့်အားစနစ်နည်းနေပြီလို့ခံစားနေရတဲ့သူတွေရော ရှိကြလားနောက်ဆုံးဒီလိုမျိုးယောဟအခန့်ရှိတဲ့သူတွေအတွက်စားသုံးသင့်တဲ့အစားအစာကဘာများလဲအဖြေကတော့မုံလာဦးနေပါပဲဒီလိုထဲမှာမုံလာဦးနေကိုအထူးစားသုံးသင့်တဲ့လူဆက်ငါမျိုးအကြောင်းကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့လိုက်ရင် comment လေးပေးထားပြီးအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာမုံလာဦးနီဆိုတာဟာပီတာကရိန်တက်ကြောင့်နမည်ကြော်ကြောင်ရုံသာမကပါဘူးတနေ့တာစားသုံးတဲ့နဲ့ဗီတာမင်အိပ်ပမာဏကိုမုံလာဦးနီတလုံးတဲ့တဲ့လုံလားစွာဖြစ်စီနိုင်ပါတယ်စားသုံးသူတိုင်းရင်ကျန်းမာရေးနဲ့အသက်ရှင်ရှင်နေထိုင်ရင်အတွက်အမှခံအစွမ်းတက်တဲ့ပင်ဆွဲနိုင်တဲ့ မုံလာဥညီကိုသိချပေါက်စာသုံးနေပါတယ်။အခုဆိုရင်မုံလာဥညီရဲ့ဟာတံမိုးတွေကဘလောက်တော့အစွန်ထက်ပြီးဘလူလူမျိုးတွေအတွက်အကောင်းဆုံးဖြစ်လဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါအောင်ခင်ဗျာ။နံပါတ်၁မျက်စိအားနဲ့လူတိုင်းမျက်စိအားနဲ့လေအလင်းရောင်မှုံသွားတဲ့ညာဘက်ကမောင်းရင်အဆင်မပြေဘူးဆိုရင်မုံလာဥညီကိုမဖြစ်မနေစာပေတင်ပါတယ်။ဘာလို့လဲဆိုတော့ သူ့မှာပါဝင်တဲ့ပီတာကလိုရင်တက်ကမျက်စိအတွက်အယံကို အထောက်အကူပြုလိုပါပဲနံပါတ်2အသားရေ6တွေးပျက်စီးနေရသူတွေတနေ့ကညီဘူးထဲမှာနေရတာအလားပြင်ပစ္စည်းတွေကြောင့်အသားရေရာရန်တာ6တွေးတာမျိုးတွေဖြစ်နေရင်မုံလာဦးနီကတင့်ရဲ့အသားရေကိုအတွင်းကနေပြန်လဲပြုပြင်ပေးနိုင်ပါတယ်နံပါတ်3ကိုခန်းအားစနစ်အားနေတဲ့သူတွေ အေးမီဖျားနာလွေတဲ့ချောင်းဆိုးနှာစေးတွေမကြခဏဖြစ်တတ်တယ်ဆိုရင် မုံလာဥဏ္ဏီမှာပါတဲ့ဗီတာမင်တွေနဲ့တတ်ထုတ်တတ်တွေကကိုယ်ခန္ဓာကိုနှင့်တင်ပေးနိုင်ပါတယ်။နံပါတ်၄အစာချေစနစ်မကောင်းတဲ့သူတွေဝမ်းလျှောက်တတ်တဲ့အစာချေညက်ဖို့ခဲရင်တယ်ဆိုရင်မုံလာဥဏ္ဏီမှာပါဝင်တဲ့အမြင့်တက်တွေက အစာရှိစနစ်ကို ပုံမှုကောင်းမွန်စေမှာပါ။နံပါတ်၅နှလုံးကျန်းမာရေး ဂယုဆိုင်တဲ့သူတွေနှလုံးရောကဖြစ်ပေါ်နိုင်ခြေကိုချော့ချရှင်းနေဆိုရင်တော့မုံလာဦးနေကိုပုံမှန်စားသုံးပေးတင်ပါတယ်။သူ့မှာပါတဲ့ပိုတက်ဆီယမ်ဓာတ်နဲ့တခြားအာဟာရဓာတ်တွေကနှလုံးကိုကျန်းမာစေပါတယ်။နံပါတ်6စိကျုယောဂကာကွယ်ခြင်းတဲ့သူတွေစိကျုမဖြစ်အောင်တုတ်တင်ကာကွယ်ခြင်းနဲ့ဆိုရင်မုံလာဦးနေကအကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။သူ့မှာပါတဲ့တခြားဓာတ်က တဘာဝအလျောက်ဖြစ်တာမူသူတင်းတကြားတဲ့ကိုတိတိတတာမတက်စီပါဘူးနံပါတ်9ကြောက်ကွက်ကြမ်းမကြီးဂယုဆိုင်တဲ့သူတွေကြောက်ကွက်ကိုတတ်ဆင်ပြီးပြီးစီလန်းချောင်းကိုလည်းကြမ်းမစေတဲ့အာနိသင်ရှိသူပုံမှန်စားသုံးပေးသင့်ပါတယ်နံပါတ်10သွေးအားနည်းယောဂါခံစားနေရတဲ့သူတွေခနာကူမှာသွေးအားနည်းနေရလို့ခံစားရရင်မောလာဦးနေကို စားပီးလို့ရပါတယ်သူ့မှာပါတဲ့တန်တက်က သွင်းနီဥစဲတွေကိုအဖြစ်ပေးနိုင်လို့ပါနံပါတ်5အယိုးအဆက်နာကျင်ကပ်ခဲမှုခံစားနေရတဲ့သူတွေအယိုးပွားယောဂအတွက်ရောအဆက်အနစ်တွေနာကျင်ကပ်ခဲတဲ့ဝေဒနာအတွက်ပါမုံလာဦးနီကအထောက်အကူပြုပြီးနာကျင်မှုကိုတတ်တာရောနေစေပါလေနံပါတ်10ကင်ဆာယောဂကာကွယ်ခြင်းတဲ့သူတွေမုံလာဦးနီမှာပါတဲ့အန်တီအောက်ဆီဂျင်ဓာတ်တွေကကင်ဆာဆဲတွေဖြစ်ပွားမှုကို တိုက်ဖြတ်ပေးနိုင်တဲ့စွမ်းအားရှိပါတယ်။နံပါတ်7ကိုယ်အလေးချိန်ချော့ရှားနေတဲ့သူတွေဝေရှားနေတဲ့သူတွေအတွက်လည်းမုံလာဦးနေကအကောင်ဆုံးမိတ်ဆွေပါ။အဆီဓာတ်မပါဝင်မဲ့ကယ်လိုရီပေါင်းမှုနေပြီးဗီတာမင်ဓာတ်တွေကျွဲဝါးတာကြောင့်ဝေချာစေဖို့အားပေးပါတယ်။နံပါတ်7ကတွင်ပြက်နေတဲ့သူတွေဘာဆာဆာကတွင်မတွေ့ဖြစ်နေရင် မုံလာဦးနေကိုတုတ်စားတာဟင်းချူရှက်တောက်တာ ဖြောရည်လောက်တော့တာမျိုးလုပ်ပြီးလို့ရပါတယ်။ကွတင်းကိုလည်းရှင်းစီပြီးအစာစားခြင်းစိတ်ကိုလည်းပြင်တင်ပေးနိုင်ပါတယ်။နံပါတ်7အုံနောက်နဲ့အာယုံကျော်ကျမ်းမာရေးဂယုဆိုင်တဲ့သူတွေအသက်ရရလာတဲ့အခါပညာအာနေတာအာယုံဆူဆက်ရခတ်တာတွေမဖြစ်အောင်လဲမုံလာဥနီကကာကွယ်ပေးနိုင်ပါတယ်။နံပါတ်14ခွဲစိတ်ကုသမှုခံယူမဲ့သူတွေဒါမှမဟုတ်အနာကျက်မြန်စီရှင်တဲ့သူတွေ ခနာကူမှာအနာတရားဖြစ်ထားရင် ခွဲစိတ်ကုသမှုခံယူထားရင် အနာချက်မြန်စေမှုပိဒါမေအိဒက်ကအယံကြီးကြီးပါတယ်။မုံရာဦးနီကတိဒက်ကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။နံပါတ်15ကိုဝင်ဆောင်မိခင်လောင်တွေကိုဝင်ဆောင်မိခင်လောင်တွေအတွက်လည်းမုံရာဦးနီက ဟာပြေဝစေတဲ့အစားအစာတစ်ခုပါ။ကလေးငယ်ရဲ့ကြည်ထွားဖွံ့ဖြိုးမှုအတွက်လည်းကာမှုစေပါတယ်။ ဒါပေမဲ့ဘယ်ရမစိုးလွန်ခဲ့ရင်တော့မကောင်းပါဘူးအွန်လာဦးနီကို အလွန်အမင်းများပြစွာစားသုံးမိရင်ခန္ဓာကိုယ်ထဲမှာပီတာကရင်တက်တွေများပြလာပြီးအသားအရည်ကိုဝါစေတယ်ကာယိုတွန်နီမီယာဖြစ်စေနိုင်ပါတယ်ဒါကတော့အနေမရှိပါဘူးစားသုံးမှုကိုလျှော့ပီးတာနဲ့ပြန်ကောင်းသွားမှာပါတီဗီလေးကို လိုက်လုပ်ပြီးခမည်းရဲ့တက်ငင်ဂျူနီထဲကောင် မုံလာဦးနီစာသုံးသိတဲ့သူတွေရှိတဲ့ဆိုရင်လဲရှယ်လုပ်ပြီးလဲပါနော်။ကျမ်းမပျော်ရှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစီခင်ဗျာ။